အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်တို့ next step youtube channel ကတင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ Donald Trump နဲ့ Nobel Peace Prize Donald Trump နဲ့ငင်းချမ်းရေး Nobel ဆုဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာငင်းချမ်းရေး Nobel ဆုဆိုတာကဘာလဲ Donald Trump ကဒီ Nobel ဆုကိုရဖို့အခွင့်အလမ်းရှိတဲ့အတိတ်ကအချက်အလက်တွေကဘာတွေဖြစ်နိုင်လဲဒီဆုကိုရဖို့အတွက်သူ့ကိုအဟံတားဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကဘာတွေလဲဆိုတာကိုအပြူသဘောဆောင်တဲ့အမြင်နဲ့ share ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့နိုဘယ်ဆုဆိုတာကဘာလဲဆိုတာလေးနဲ့စလိုက်ရအောင်ခင်ဗျာနိုဘယ်ငြိမ်းချမ်းရေးဆုဆိုဒီမှာနော်ဝေနိုင်ငံမှချီးမြှင့်ပေးအပ်သောနိုင်ငံတကာဆုတစ်ခုလည်းဖြစ်ပါတယ်ကမ္ဘာငြိမ်းချမ်းရေးနဲ့လူသားများ၏တာယာဝါပြောမှုတွေထူးချွန်စွာဆောင်ရွက်ခဲ့သူများကိုဂုဏ်ပြုသောအဖြစ်ပေးအပ်သောဆုတစ်ခုဖြစ်ပါတယ်ဒီဆုရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံအချင်းချင်းစီးလုံးညီညွတ်မှုကိုမြှင့်တင်ရန်စစ်ပွဲအတွက်တက်ဆွဲထားသောတပ်များကိုရှော့ချရန်သို့မဟုတ်ဖျက်သိမ်းရန်နှင့် ငင်းညာရေးညီလာခံများကိုမြင့်တင်ကျင်းပရန်ရည်ရွယ်ပါတယ်ခင်ဗျာ၎င်းစုကိုဆွေရနိုင်ငံသားတည်ထွင်သူနှင့် စီးပွားရေးသမားအက်ဖရက်နိုဘယ်ဤဆန္ဒအရ1900တခုနှစ်မှစတင်ကြီးမြင့်ခဲ့ခြင်းလည်းဖြစ်ပါတယ်ဒီငင်းညာရေးနိုဘယ်ဆုကိုတော့နော်ဝေးနိုဘယ်ကော်မတီကရွေးချယ်ပြီးစစ်မဲ့ဖြစ်ပွားနေတဲ့ကာလတွေကနေလွဲပြီးနော်ဝေးနိုင်ငံအော့စလိုမြို့တွင်နှစ်စဉ်ကြီးမြင့်ခဲ့ပါတယ်ဒီငင်းညာရေးနိုဘယ်ဆုကိုရရှိခဲ့တဲ့ထင်ရှားကြော်ကြားသူများကတော့ဟင်နရီဒူနန်တို့ ီယိုရိုရုစပယ်တို့မာတင်လူသာကင်းတို့နယ်ဆန်မင်ဒဲလာဒေါအောင်ဆန်းစုကြည်နဲ့မာလာလာယူဆွတ်တို့အပါအဝင်ပဲဖြစ်ကြပါဗါ2023ခုနှစ်စင်အင်းရနိုဘယ်ဆုသည်ဆွေရင်ပတ်စံကိုရိုနာစက်တန်းဖြစ်ပြီးဒီဆုရဲ့ပမာဏဟာ US ဒေါ်လာ1မီလီယံဝန်းကျင်လောက်ရှိတယ်လို့သိရှိရပါတယ်ခင်ဗျာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရဖို့မစ္စတာထရန့်အနေနဲ့အထက်အချက်လက်တွေကဘာတွေဖြစ်မလဲငြိမ်းချမ်းရေးအတွက်ထူးခြားတဲ့ပံ့ပိုးမှုတွေအနေနဲ့ Mr. Trump သာယူကရိန်းနဲ့ရုရှားစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ပြီးဒီရလက်ကလည်းရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုသာဖြစ်ပေါ်စေခဲ့မယ်ဆိုရင်ဒါဟာစုရရှိဖို့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဥပမာအနေနဲ့သမ္မတသီအိုရိုရုစ်ဘဲဟာလည်း1986ခုနှစ်ကရုရှားဂျပန်စစ်ပွဲငြိမ်းချမ်းရေးညှိနှိုင်းမှုအတွက်စုရခဲ့ဘူးပါလေ။လူသားချင်းစာနာမှုတိုက်ရိုက်မှုအနေနဲ့ကြည့်မယ်ဆိုရင်လည်းစစ်ပွဲရပ်တန့်သွားရင်တိုင်းနဲ့တန်းနဲ့ချီတဲ့လူတွေရဲ့အသက်တွေ စိပေးဒုက္ခတွေရဲ့ဘဝတွေကိုကယ်တင်နိုင်မယ်ဆိုရင်ဒါဟာစုရဖို့ထောက်ခံချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာဥပဒေနဲ့တရားပြတာမှုဘက်ကဆိုရင်စူရေးချွတ်ရေးအဖွဲ့ကလည်းမကြာခဏဆိုသလိုငြိမ်းချမ်းရေးကိုနိုင်ငံတကာဥပဒေနဲ့ညီညွတ်အောင်ဖြစ်ပေါ်စေတဲ့လှုပ်ဆောင်မှုတွေကိုလည်းဦးစားပေးပြီးရွေးချယ်တာကိုတွေ့ရှိရပါတယ်ခင်ဗျာ။ဒါဆိုရင်မစ္စတာထရန့်တို့အခွင့်အလမ်းရှိတဲ့အချက်လက်တွေကဘာတွေဖြစ်နိုင်လဲ။ထရန့်ဟာသူ့ရဲ့ဒုတိယသမ္မတတက်မှာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်ယူကရိန်းဘက်ကလည်း Trump အတွက်ထောက်ခံမှုတွေပေးခဲ့မယ်ဆိုရင် Trump အတွက်အခွင့်အလမ်းကများနိုင်ပါလေ Mr. Trump ဟာအမေရိကန်သမ္မတအနေနဲ့ရုရှားပေါ်ဒဏ်ခတ်မှုယူကရိန်းကိုစစ်ရေးအကူအညီနဲ့နိုင်ငံတကာမဟာမိတ်တွေကိုဖိအားပေးတဲ့နဲ့လုတ်ပိုင်ခွင့်အာဏာလဲသူ့မှာရှိပါလေဒီသူ့ရဲ့လုတ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီးဒီစစ်ပွဲကိုအဆုံးသတ်နိုင်ခဲ့ရင်ဒါဟာသူ့အတွက်စုရဖို့အကြောင်းရင်းလဲဖြစ်လာနိုင်ပါလေခင်ဗျာ ဒါပေမဲ့အခြားတစ်ဖက်မှာလည်းဒေါ်နယ်ထရန့်ကိုနိုဘယ်ဆုရရှိဖို့အဟံသားဖြစ်စေနိုင်တဲ့အချက်တွေကလည်းရှိနေပါသေးတယ်။မစ္စတာထရန့်ကိုနိုဘယ်ဆုရရှိဖို့အဟံသားဖြစ်စေနိုင်တဲ့အချက်တော်တွေကတော့ဘာတွေဖြစ်နိုင်မလဲခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာ။ထရန့်ရဲ့ဖြည့်ရှင်းမှုညှိနှိုင်းမှုတွေကယူကရိန်းနယ်မြေတွေကိုရှော့ပေးဖို့ဖိအားပေးတာတို့ဒါမှမဟုတ်ရုရှားရဲ့ချူချော်မှုကိုအားပေးတယ်လို့မျိုး ဆုချတဲ့ပုံစံမျိုးဖြစ်သွားခဲ့မယ်ဆိုရင်တော့ဒါဟာနိုဘယ်ကော်မတီရဲ့တရားမျှတမှုငြိမ်းချမ်းရေးဆိုတဲ့စံနှုန်းတွေနဲ့လုံးဝမကန့်ညီနိုင်တော့ပါဘူးနိုင်ငံတကာရဲ့အမြင်သဘောထားဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်လဲထရန့်ရဲ့မူဝါဒတွေကိုဥရောပနိုင်ငံတွေနဲ့အထူးသဖြင့်နော်ဝေနိုင်ငံဒီဆုချမြင့်တဲ့ကော်မတီရှိတဲ့နိုင်ငံကဘလို့မြင်သလဲဆိုတာကလည်းအရန်အေးပါပါတယ်ခင်ဗျာသူရဲ့ချစ်ကဲ့မှုဟာမဟာမိတ်တွေကိုတကယ်ပဲစိတ်ပျက်စေမယ်ဒါမှမဟုတ်ယူကရိန်းကိုဖယ်ခွာဆွတ်လွတ်တယ်လို့ခံစားခဲ့ရမယ်ဆိုရင်တော့ ဆုရဖို့အခွင့်အလမ်းကအလွန်နှဲသွားနိုင်ပါတယ်။ထရန့်ကိုတိုင်ကလည်းနိုဘယ်ဆုရွေးချော်ရေးကော်မတီကိုသူ့ရဲ့ပထမသမ္မတသက်တမ်းမှာအစ်ဘရာဟန်အက်ကော့အတွက်သူဆုမရခဲ့တာကိုမကျေနပ်ခဲ့ပါဘူး။ဒါကြောင့်သူကနိုဘယ်ဆုရွေးချော်ရေးကော်မတီကိုဖက်လိုက်တယ်လို့လည်းဝေဖန်ထားခဲ့ပါတယ်။ဒါကလည်းသူ့အပေါ်ကော်မတီရဲ့သဘောထားကိုထိခိုက်စေနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုကျွန်တော်တို့လက်ရှိအခြေအနေကိုလည်းပြန်ကြည့်လိုက်မယ်ဆိုရင်ထရန့်နဲ့ဇလန်စကီတို့တွေ့ဆုံဆွေးနွေးပွဲမှာ အခြေတင်ဖြစ်ခဲ့ရသလိုလက်ခတ်တဲ့လည်းအခြေအနေပါပဲဇလန်စကီကလည်းအိတ်လူမှုကွန်ရက်မှာစတိတ်မန့်တစ်ခုထုတ်ပြန်ခဲ့ပြီးအမေရိကန်နဲ့ထရန့်တို့ရဲ့ကူညီကဲ့မှုတွေနဲ့ EU နိုင်ငံများရဲ့ကူညီကဲ့မှုများကိုကျေးဇူးတင်ကြောင်းပြောထားခဲ့ပါတယ်အမေရိကန်နဲ့ထရန့်ရဲ့ဦးဆောင်မှုအောက်တွင်အတူတူငြိမ်းချမ်းရေးကိုရရှိရန်နဲ့စစ်ပွဲကိုအဆုံးသတ်ရန်အတွက်လှုံ့ဆော်ရန်လိုလားပါကြောင်းလည်းဖော်ပြထားခဲ့ပါသေးတယ်ယူကရိန်းသမ္မတဇလန်စကီကအမေရိကန်နဲ့ဒေါ်နယ်ထရန့်တို့က ယူကရိန်းနိုင်ငံပေါ်ကူညီခဲ့မှုများကိုနားလည်ပြီးကျေးဇူးတင်ကြောင်း statement ထုတ်ပြန်အပြီးမှာတော့ American သမ္မတ Donald Trump က Zelensky ကအခုလိုပြောကြားခဲ့မှုများကိုကောင်းမွန်ပြီးမှန်ကန်သောချိကဲ့မှုများဖြစ်တယ်လို့မှတ်ချက်ပြုပြောကြားခဲ့ပါတယ်ခင်ဗျာဒါပေမဲ့သမ္မတပူတင် Zelensky Mr. Trump တို့ရဲ့ဒီလိုညှိနှိုင်းမှုတွေရဲ့ရလဒ်ကဘလို့ဖြစ်မလဲဘလို့အောင်မြင်မလဲဆိုတာကလည်းမပြတ်သားသေးပါဘူးဒါပေမဲ့2025ခုနှစ်အတွက်စုအတွက်အမည်စရင်းတင်သွင်းမှုကတော့ဇန်နဝါရီလ31ရက်နေ့မှာပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ် မစ္စတာထွန့်သာဒီနေ့ထဲမှာစစ်ပွဲကိုဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တော့2026ခုနှစ်စုအတွက်ထဲသွင်းစဉ်းစားခံရနိုင်ပါလေဟုတ်ကဲ့ဗျာကျွန်တော်တင်ပြသွားတဲ့အချက်လက်တွေအားလုံးကိုဆမ်မရိုက်ချုပ်ကြည့်လိုက်မယ်ဆိုရင်ဒေါ်နယ်ထရန့်ဟာယူကရိန်းနဲ့ရုရှားစစ်ပွဲကိုအဓိကဦးဆောင်ပြီး အောင်မြင်စွာနဲ့ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိနိုင်တဲ့အလားအလာရှိပါတယ် ဒါပေမဲ့လည်းဒီအောင်မြင်မှုဟာရေရှည်တည်တတ်ပြီးနိုင်ငံတကာဥပဒေနဲ့ယူကရိန်းရဲ့အခွင့်အရေးတွေကိုထိခိုက်မှုမရှိတဲ့ဖြည့်ရှင်းချက်မျိုးတော့ဖြစ်ဖို့လိုအပ်ပါလေ။ဒါအပြင်နိုဘယ်ဆုကော်မတီရဲ့ဆုံးဖြတ်ချက်ကလည်းနိုင်ငံရဲ့အမြင်ထရန့်အပေါ်သဘောထားနဲ့ကမ္ဘာအမြင်တွေပေါ်မှာလည်းမူတည်နေပြန်ပါလေ။ဒါကြောင့်ရမယ်လို့တိတိကျကျမပြောနိုင်ပေမဲ့ရဖို့အခွင့်အလမ်းရှိတယ်လို့ပြောလို့ရတဲ့အနေထားလည်းဖြစ်နေပါကြောင်းတင်ဆက်လိုက်ရင်းနဲ့ကျွန်တော်တို့ဒီတစ်ပတ် ဒေါ်နယ်ထရန့်နဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုဆိုတဲ့အကြောင်းလေးကိုရှယ်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ next new channel ကိုအားပေးနေတဲ့မိတ်ဆွေများကလည်းမိမိတို့ရဲ့ထင်မြင်ချက်ကလေးများရှိရင် comment မှာရေးကြနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ channel ကိုအားပေးနေတဲ့ပေးသက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းနဲ့နောက်နောက်လာမယ့်ပတ်တွေမှာလည်းကောင်းတဲ့ကောင်းဆက်လက်ကြိုးစားတော့ပါမယ်ခင်ဗျာ thank you for watching please like and do subscribe thank you see you again